ကိုရဲ့ TikTok account ဟောင်းကိုဘာနဲ့ဖောက်ခဲ့မှန်းလဲမသိတော့ဘူး password လည်းမမှန်းမိတော့ဘူးဒါပေမဲ့ account ကို account အဟောင်းမဲလိုချင်နေဆိုရင်ဘလို့မျိုးပြန်ယူလို့ရလဲဆိုတာမျှော်ရေးပေးခြင်းပါတယ်ပထမဦးဆုံး profile down ကအမြင်ကြောင်းသုံးချောင်းနေပြီးတော့ settings and privacy တွေကိုဝင်လိုက်ပါမယ်ဒုတိယတစ်ဆင့်အနေနဲ့ကတော့ account ထဲကိုသွားပါမယ်ခင်ဗျာ အကောင့်နဲ့ရောက်ပြီဆိုရင်တော့ကျ password ထည့်ဝင်ပါမယ်ခင်ဗျဒီမှာဆိုရင်တော့ password အသစ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျ password အသစ်ရိုက်တဲ့အခါမှာဆိုရင်အင်္ဂလိပ်အက္ခရာလေးတွေပါရမယ်ဂဏန်းလေးတွေပါရပါမယ်ခင်ဗျနောက်ဆုံးတစ်ခုအနေနဲ့အရေးကြီးဆုံးကားကြတော့ကျွန်တော်တို့ add hashtag နဲ့ဒေါ်လာပုံစံလိုမျိုးစိုင်းလေးတွေပါမှာပဲဖြစ်ပါရခင်ဗျာ password အသစ်ထားပြီးသားပြီဆိုရင်တော့ continue လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါရခင်ဗျာ ဒါဆိုရင်တော့ password change လို့ပေါ်လာမှာဖြစ်တယ်ဒီလိုမျိုးပေါ်လာလို့ရှိရင်ရပါပြီခင်ဗျာကဲကျွန်တော်ဖုန်းအသစ်ဘက်ခြမ်းကိုတွားလိုက်ရအောင်နော်ဖုန်းအသစ်ဘက်ခြမ်းမှာဆိုရင်တော့ကျွန်အပေါ်ဆုံးအစာချောင်းလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်ဖုန်းနံပါတ်ကိုမသိရတဲ့ကြောင့်မို့လို့ကျွန် email user name ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကိုယ့်ရဲ့ TikTok account အဟောင်းရဲ့ username လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါရခင်ဗျာ username ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကို password တောင်းမှာဖြစ်ပါတယ်ဒီ password ကကျွန်တော်ခဏကအစ်စ်ထားခဲ့တဲ့ password ကိုပဲပြန်ရိုက်ပေးရမှာပဲဖြစ်ပါရခင်ဗျာ password ရိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ရဲ့ account အဟောင်းလေးကပြန်လည်ရရှိသွားပြီပဲဖြစ်ပါရခင်ဗျာ TikTok account ပြောင်းမရလို့အခက်အခဲဖြစ်နေတဲ့သူတွေဆိုရင်လည်းဒီ video လေးကြည့်ပြီးတော့ကျွန်တော်ပြောင်းလဲလို့ရသွားမယ်လို့ညွှန်လင်းပါရခင်ဗျာ အကောင့်လေးတွေပြောင်းလို့ရတာဆိုတာကို comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။